်မင်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မြန်မာပါဝင်နိုင်ငံ12နိုင်ငံကနိုင်ငံသားတွေအမေရိကန်နိုင်ငံထဲခီးသွွာလာခွင့်ပိတ်ပင်တဲ့ကြေညာချက်တစ်စောင်ကိုသမ္မတဒေါ်နယ်ထရမ့်ကဂျွန်လ၄ရက်နေ့မှာလက်မှတ်ထိုးလိုက်ပါတယ်။အာဖဂန်နစ္စတန်မြန်မာချတ်အာဖရိကနိုင်ငံ ကွန်ဂိုသမရနိုင်ငံ၊အီကွေတိုရီးယားဂီနီ၊အီရီထရီးယား၊ဟေတီ၊အီရန်၊လစ်ဗျာ၊ဆိုမာလီယား၊ဆူဒန်နဲ့ယီမင်တို့ကနိုင်ငံသားတွေဝင်ရောက်ခွင့်အပြေအဝါကန့်သတ်လိုက်တာဖြစ်ပါတယ်။ဘူရွန်ဒီ၊ကျူဘား၊လာအို၊ဆီယာလီယွန်၊တိုဂို၊တာကမင်နစ္စတန်နဲ့ဗင်နီဇူလာနိုင်ငံတွေကတော့ဒစိမ့်တစ်ပိုင်းကတ်သက်ခရမှာဖြစ်ပါတယ်။ဥပဒေနဲ့ညီညွတ်တဲ့အမြဲတမ်းနေထိုင်သူတွေ၊လက်ရှိဗီဇာကိုင်ဆောင်ထားသူတွေ၊အမေရိကန်မျိုးသားအကျိုးစီးပွားကိုထမ်းဆောင်နေသူတွေတော့ကေလိုခွေရမှာဖြစ်ပါတယ်။ ကော်လိုရာဒိုပြည်နယ်မှာဂျူးစန့်ကျေးရဲတက်ခတ်မှုဖြစ်ပွားပြီးမှသမရဟာဒီကြညာချက်ကိုထုတ်ပြန်ဖို့နောက်ဆုံးဆုံးဖြတ်လိုက်တာလို့ဆိုပါတယ်မူလကလေးကစဉ်းစားပြီးသားဖြစ်ပေမဲ့အဲ့ဒီဖြစ်စဉ်ကြောင့်မြင်မြန်ဆက်ဆံကြီးညာဖြစ်တာလို့အင်ပီရိုတာဝန်ရှိသူတဦးက CNN သတင်းဌာနကိုပြောပါရယ်သမရထရမ်ဟာကျမတို့နိုင်ငံကိုလာပြီးကျမတို့ကိုထိခိုက်အောင်လုပ်နေတဲ့အန်ဒီအေကြီးတဲ့နိုင်ငံသားတွေရန်ကကာကွယ်ပေးဖို့မဲဆွယ်ကလေးကိုဖြစ်စီလိုက်တာလို့အင်ပီရိုလက်ထောက်ပြန်ကြားရေးအတွင်းဝန် ် Abigail Jackson က Twitter မှာရေးထားပါတယ်ရှင်ထိုင်းနိုင်ငံမဲဆောင်းမြို့မှာ AR အမှတ်သုံးတက်ရင်နာမည်အသုံးပြုပြီးငွေကြေးလိမ့်လည်အလှူခံနေတယ်လို့ AR အမှတ်သုံးတက်ရင်ကထုတ်ပြန်ထားပါတယ်။တက်ရင်ကမဟုတ်ပဲစာအိတ်အဖြူမှာ AR အမှတ်သုံးတက်ရင်တစ်စိတ်အမှတ်သားရိုက်နှိပ်ထားပြီးပြည်သူတွေစီကငွေကြေးတွေအလှူခံနေတာလို့ဆိုပါတယ်။အခုလိုတက်ရင်နာမည်သုံးပြီးအလှူခံတာဟာတက်ရင်ကိုဂုံတိတ်ခါကြစေပြီး ကူညီနေတဲ့တော်လှန်ပြည်သူတွေကိုလည်းစိတ်ပြတ်စေကအာဏာရှင်အမြင့်ပြတ်ဖို့ကြိုးစားနေတဲ့ရဲဘော်တွေကိုအသုံးမချသင့်ဘူးလို့ AR အမှတ်3တက်ရင်ပြန်ကြားရဲဘော်ကပြောပါတယ်မဲဆောက်မှနေတဲ့တော်လှန်အင်အားစုတွေကိုစုံစမ်းခိုင်းတဲ့အချိန်မှာတကယ်မြေပြင်မှာမရှိဘဲတော်လှန်ရေးကိုဗန်းပြပြီးအလူခံစားနေတဲ့သူတွေကိုတွေ့ရှိနေရတယ်လို့ဆိုပါတယ်ရှင်။မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာလိုင်စင်မဲ့ရင်တွေဖမ်းမိတဲ့အခါတိုင်းဆဲပြီးနောက်ရင်ပိုင်ရှင်တွေပါဖမ်းဆီးတာတွေရှိနေတဲ့အတွက် လူမှုကူညီရေးအသင်းတချို့လူနာပို့ဆောင်မှုတွေရပ်နာထားရတယ်လို့သိရပါတယ်။တိရစ်သတင်းပေးပို့ထားပါတယ်ရှင်။မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာလိုင်စင်မဲ့ရင်တွေဖမ်းဆီးမှုကြောင့်လူမှုကူညီရေးအသင်းတွေလူနာပို့ဆောင်မှုအခက်အခဲတွေကြုံနေကြရတယ်လို့ပရိဒတ်သမားတွေကပြောကြပါတယ်။ဇွန်လတရနေ့ကဆက်လို့မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်နေရာအနှံ့မှာလိုင်စင်မဲ့ရင်တွေကိုဖမ်းဆီးပြီးအေးအေးယူသိမ်းဆဲတာတွေလှုပ်ဆောင်နေတာပါ။ မော်လမြိုင်မြို့မှာတော့မြို့ဝင်မြို့ထွက်တွေနဲ့လူစီကားရနေရာတွေမှာဖမ်းဆီးမှုတွေလှုံ့ဆော်နေပြီးလိုင်စင်မဲ့ကားဆိုင်ကယ်တွေကိုဖမ်းမိလျင်ရင်းပိုင်ရှင်တွေကိုပါဖမ်းဆီးနေတယ်လို့သိရပါဗျ။ဖမ်းမိခဲ့လျင်ရင်းကိုအပြီးတင်ဆက်ပြီးတော့စင်းနှင်းသူကိုတော့ထောင်နဲ့တလမှသုံးလအထိချမှတ်ခံရမယ်လို့မော်လမြိုင်မြို့ကန်တွေကပြောကြပါဗျ။ဟိုအတိအကျမရှိဘူးလေ။ဒီမှာအဓိကကြားရနေရကြားရနေရကတော့ဒေါ်သာသီသာဝင်တာပေါ့အဓိကတော့ဒါသာထိတ်တို့တက်တဲ့ရင်တို့ ဒေချိုတို့တောင်ကြီးကမိဖွားတို့အဲ့ဒီမှာအဓိကပေါ့တားရောဆိုင်ကယ်ရောအခုကမိစီဘာဒီဘာခန်းတောင်လိုက်ရမရှိဆိုအားမှာလူဘာခန်းအရလိုကားတဲ့နာဘူးအင်ဂျင်နီယာတိုင်းခန်းစရာကြိုက်ချိုတို့အပေါင်တို့အဲ့ပချိုင်ဘုံမှာတော့အင်ဂျင်နီယာတက်ပါလားမရှိဘူးလိုင်းစင်မဲ့ကားဆိုင်ကယ်ဘီးတွဲဆိုင်ကယ်သုံးဘိန်းဆိုင်ကယ်တွေအပြင်လူမှုကူညီရေးအသင်းရှင်တွေကပါဖြတ်တန်းသွားလာခွင့်မပေးဘဲဖမ်းဆီးသိမ်းဆဲခံနေရတယ်လို့သိရပါဗျ။ ကရင်ပြည်နယ်ဖမ်းမြို့ပေါ်မှာတော့မြို့ဝင်ဂိတ်နဲ့ဖမ်းပလာဇာအရှိမဖမ်းဆီးမှုတွေရှိတဲ့အတွက်လူမှုကူညီရေးအဖွဲ့ဝင်တွေအနေနဲ့လူနာပို့ဆောင်ရေးလုပ်ငန်းတချို့ရပ်နားထားရတယ်လို့ဆိုပါတယ်။ကျွန်တော်တို့ကဒီကားတွေဆောက်ဝယ်တဲ့ကဝစ်တောက်ပဲလေ။လိုင်စင်ကားတစ်စီးကတိန့်ထောင်ကြီးရှိတယ်။အဲ့ဒီပမာဏကကျွန်တော်တို့အတင်းတင်းထောင်လို့ရတယ်။ဝစ်တောက်ကားကိုဝယ်ထားတာဆိုတော့လိုင်စင်ပြန်လုပ်လို့မရဘူး။လုတ်ခွင့်လည်းမရှိဘူးလေ။လိုင်စင်ကားတစ်စီးစာဆိုဝစ်တောက်ကားက၁၀စီးလောက်ရတယ်။ဝစ်တောက်ကားကိုအသုံးပြုခွင့်ပေးမယ်ဆိုရင်လည်းကျွန်တော်တို့တင်းတင်းနဲ့တမျိုးတည်းလုတ်ပေးလို့မရဘူး။ ကရင်ပြည်နယ်တပင်းနယ်လုံးလူနာတင်9000ကျီရှိတာအဲ့ဒါတွေလည်းလုတ်ပေးရမှာအခုစီမံချက်ကာလထဲမှာတော့ဒီကားတွေကိုမသုံးဘဲထားရုံပေါ့စီမံချက်ကာလပြီးမှပဲဖြတ်တန်းသွားလာခြင်းရဖို့တောင်းဆိုတာတွေလုပ်ရမှာမူပြည်နယ်နဲ့ကရင်ပြည်နယ်မှာလိုင်စင်မဲ့ယာဉ်တွေကိုဖမ်းဆီးမှုတွေလုပ်နေပေမဲ့စစ်ကောင်စီတပ်နဲ့နှီးဆက်သူတွေအရာရှိတွေနဲ့ဌာနဆိုင်ရာယုံတွေမှာတော့ဆက်လက်အသုံးပြုနေဆဲဖြစ်တယ်လို့ဒေတာကန်တွေကပြောကြပါဗျာပြီးခဲ့တဲ့မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာ စစ်ကောင်းဆောင်မင်းအောင်လှိုင်ကလိုင်စင်မဲ့ရင်တွေစီးနင်းမှုကိုဖော်ထုတ်အရေးယူဖို့ညွှန်ကြားထားပြီးတဲ့နောက်ဇွန်လ၁ရက်နေ့ကစပြီးတနိုင်ကလုံးအတိုင်းအတာနဲ့စီမံချက်ချဖန်ဆီးနေတာဖြစ်ပါတယ်။ကျမဒီရီပါ ARD တိုင်းမူပိနဲ့ကြိုက်လက်မြို့နယ်အတွင်းကမိုးစဘာခင်းဧကတထောင်ကျော်မှာစဘာဖြတ်ရွှေခရုတွေဝင်ရောက်ဖျက်ဆီးနေတယ်လို့ဒေသခံလယ်သမားတွေကပြောပါရယ်ရွှေခရုတွေဝင်ရောက်နေချိန်မှာတစ်ဖက်မှာလည်းပိုးသက်ဆေးတွေကဈေးအဆမတန်ကြီးမြင့်နေတဲ့အတွက် ်လယ်သမားတွေဟာရွှေခရုနှိမ်နင်းဖို့ခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။စပါးစားထွက်ကာစားမှာရွှေခရုကြားတဲ့အတွက်ပိုးသက်စေဝယ်ဖို့လည်းဈေးမတက်နိုင်တာကြောင့်ခက်ခဲတွေဖြစ်နေတယ်လို့မဥပေမြို့နယ်ကတောင်သူတယောက်ကပြောပါတယ်။စပါးဖြတ်ရွှေခရုတွေဟာမဥပေနဲ့ကြားလက်မြို့နယ်အတွင်းကအခုနှစ် စိုက်ပျိုးဖို့ပြိုးထောင်ထားတဲ့စပါးတွေမှာအ धिक ကြားရောက်နေတာဖြစ်ပြီးနိုင်နေလို့မနိုင်တဲ့အတွက်စိုက်ပျိုးထားတဲ့မျိုးစပါးတွေကိုစွန့်လွှတ်ရမယ့်အနေအထားဖြစ်နေတယ်လို့ဆိုပါတယ် ရွှေခရုထပ်မကြဖို့အတွက်ရတဲ့နည်းနဲ့ဖြည့်ရှင်းနေပေမဲ့မရော့ကျသွားတဲ့အပြင်ထပ်တိုးလာနေတယ်လို့ကြက်လက်မြွနယ်ကတောင်သူတယောက်ကလည်းပြောပါရရှင်။တရုတ်နိုင်ငံမြောက်ပိုင်းအတွင်းမွန်ဂိုလီးယားကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာကမ္ဘာအကြီးဆုံးမောင်းသူမဲ့တပ်တုတူဖို့ရေးလျှက်စစ်ထရက်ကအုပ်စုကြီးကိုမိတ်ဆက်ခဲ့တာပါ။ မွန်ဂိုလီးယားပြည်နယ်အရှေ့မြောက်ပိုင်းကရီမင်ဟင်းလင်းပြည်ကြောက်မိသွေးတွင်မှတတူတူဖော်ရေးလျှက်စစ်ထရက်ကအစီးရေတရာကမရမနာအလုပ်လုပ်နေပါတယ်ထမြက်တဲ့ကိုပိုင်လမ်းပြကြတဲ့အကြီးစားဆက်မှုလုပ်ငန်းမှာရဲရဲနဲ့ပြောင်းလဲမှုတစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။ဒီထရက်ကားတွေမှာရေမောင်းမရှိ၊စတီယာရေလက်ကင်မပါ၊ကားမောင်းတဲ့အခန်းလည်းမရှိပါဘူး။ ဒီကုန်ကားတွေဟာ6မိနစ်အတွင်းဘက်ထရီလဲလှယ်နိုင်ပြီးတစ်ကြိမ်အားဖြင့်သွင်းရုံနဲ့တန်ကြိမ်60ကိုတင်ဆောင်ပြီးကီလိုမီတာ60ခီးကို သွားနိုင်ပါတယ်။ဒီကုန်ကားတွေကို စွမ်းအင်ကုမ္ပဏီကြီးဟွန်အန်းအုစုကတီထွင်ထားပြီးတပ်ရှင်နဲ့စွမ်းအင်နဲ့အပြေဝမောင်းနှင်ထားပြီးကမ္ဘာပထမဆုံးသောမောင်းသူမဲ့စမတ်ကြတဲ့စနစ်အဖြစ်ကုမ္ပဏီကစီမံကွက်ကဲနေပါတယ်။ ဒီကုန်ကားတွေဟာနည်းပညာအရအစင်းမြင့်ဆုံးအကြီးဆုံးတန်ချိန်အစင်းမြင့်အသွင်းခြင်းနဲ့ဘက်ထရီလဲလဲခြင်းတို့ကို ပေါက်ဆက်ထားတဲ့လျှက်စစ်စွမ်းအင်သုံးကုန်ကားဖြစ်တယ်လို့သိရပါတယ်ရှင်။ TPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆမ်းပါရှင်